ဒီကနေ့ဇွန်လ9ရက်ကျတော်ရီနေ့အတွက်မော်လဝတ္တခမန်းချက်တွေကိုတင်ဆက်ပေးပါရမယ်။ဘင်္ဂလားပင်လယ်အနောက်တောင်ပိုင်းနဲ့အနောက်အလယ်ပိုင်းမှာလာမယ့်ဇွန်လ10ရက်နေ့ကနေ15ရက်နေ့အတွင်းလေဝေလိုင်းကတဆင့်လေပြင်းနဲ့ရေဝန်တစ်ခုဆက်လက်ဖြစ်ပေါ်လာမှာဖြစ်ပါတယ်။အဲ့ဒီလေပြင်းနဲ့ရေဝန်ကနေစိုက်ကလုန်းမုန်တိုင်းဖြစ်လာနိုင်ခြေကတော့၄၀ရာခိုင်နှုန်းရှိနေတယ်လို့မော်လဝတ္တပညာရှင်ဦးဝင်းနိုင်ကအသိပေးထားပါတယ်။ လေပြင်းရဲရေဝံအရှိန်ကြောင့်မုတ်တုံလေအားကောင်းရာကနေအားလုံးကောင်းလာနိုင်မှာဖြစ်ပြီးလာမယ့်ဇွန်လ17ရက်နေ့ကနေ18ရက်နေ့အထိနေရနယ်ပြားကနေနေရဆဲဆဲမိုးထစ်ချုံရွာနိုင်ကနေရွက်ပြီးမိုးကြီးခြင်းဒေသလိုက်မိုးကြီးခြင်းနဲ့မုတ်တက်လေပြင်းတိုက်ခတ်ခြင်းတို့ဖြစ်ပေါ်နိုင်ပါတယ် ဒီကနေ့ညနေအထိဂရနီကရပြည်ရှမ်းပြည်မြောက်ပိုင်းမင်္ဂလေးတိုင်းမကွေးတိုင်းနဲ့စကမ်းနယ်အောက်ပိုင်းတို့မှာနေရာကျကျကချင်ပြည်နေပြည်တော်ရန်ကုန်တိုင်းပဲခူးတိုင်းစကမ်းနယ်ထပ်ပိုင်းနဲ့အေယော်ဝတီတိုင်းတို့မှာနေရာစိတ်စိတ်နဲ့ကျန်ပြည်နယ်နဲ့တိုင်းတွေမှာနေရာနံပြမုတ်ထချုံရွာနိုင်ပြီးရွာရင်ရာနှုန်းပြည့်ဖြစ်ပါတယ်ကပလီပင်လယ်ပြင်နဲ့ဘင်္ဂလားပင်လယ်အော်တို့မှာမုတ်တုံလင်အအသင်းတင့်ရှိနေပါတယ် မြမကဲယုန်တျောင်းနဲ့ကမ်းလောက်ပင်လေပြင်းတော့မှာတခါတည်းရန်မိုးတက်လေပြင်းများကြောက်ရောက်ခါလိုင်အသင်တင်ကနေလှိုင်းကြီးနိုင်ပြီးလိုင်မြေမှာရှစ်ဘေးကနေဆယ်ဘေးကန်ရှိနိုင်ပါတယ်တရနာရီတိုင်းမှာမိုးတိမ်တောင်တွေဖြစ်ပေါ်နေပြီးမိုးတိမ်တောင်တွေရွေရှားရတျောင်းမိုးရွာသွန်းခြင်းနဲ့အတူလေပြင်းတိုက်ခတ်ခြင်းမိုးထစ်ချုံခြင်းမိုးကြိုးပစ်ခြင်းလျှင်စည်းလက်ခြင်းနဲ့မိုးသည့်ကြွေခြင်းစတဲ့မိုးလေဝသဖြစ်စနေဖြစ်ပေါ်နိုင်လို့ချုပ်တင်သတိပြုနေထိုင်ကြဖို့မိုးစလာကအကြံပြုထားပါတယ် ။နောက်နေ့ရက်အတွင်းကပလီပင်လယ်ပြင်နဲ့ဘင်္ဂလားပင်လယ်ော်အရှေ့တောင်ပိုင်းတို့မှာမုတ်တုံလီအားအတင်းတင်းကနေအားကောင်းနေပါမယ်ရှင်။အခုလိုသတင်းတွေကိုပုံမှန်မျှဝေပေးနိုင်ဖို့နဲ့ CJ Platform သတင်းဌာနရဲ့ရှေ့ရဲ့တင်နိုင်ရဲ့အတွက် YouTube မှာလည်း CJ Platform လို့ရှာဖွေပြီးဝင်ရောက်နားဆင်နိုင်ပါတယ်။သတင်းအသစ်အသစ်တွေကိုအချိန်နဲ့တပြေးညီရရှိဖို့အတွက်ကျမတို့ရဲ့သတင်း channel ကို like and subscribe လုပ်ဆောင်ပြီး notification လေးကို ဖွင့်ထားကစောင့်ကြည့်နိုင်ပါတယ်ရှင်။